တာလီဇောပါအားလုံးတာလီဇောပါတာလီဇောပါအားလုံးတာလီဇောပါတလီကျော်ပါရခိုင်ရေးဆိုင်တည်င်းဌာနတခုဖြစ်တဲ့ကျမတို့ရဲ့ Deployment Media Group DMG ကလာမယ့်2020ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာ14နှစ်တက်တဲ့ပြည်တော်မှာဖြစ်ပါရဲ့ ဆယ်လေးနှစ်တာကာလအတွင်းမှာ DMG အနေနဲ့အခက်အခဲမျိုးစုံစိန်ခေါ်မှုပေါင်းများစွာကိုရင်ဆိုင်ကြောဖြစ်ရင်ပြည်သက်တွေရဲ့အပင်မှုနဲ့အတူသတင်းလုပ်ငန်းကိုဒီဇိုင်းမမတ်ဆက်လုပ်နိုင်ခဲ့ပါရဲ့ရခိုင်မှာတိုက်ပွဲအချိန်ဟိုပြင်းထန်နေတဲ့ကာလတစ်လျှောက်လုံးမှာလည်း DMG ဟာမြေပြင်သတင်းတွေကိုကဏ္ဍပေါင်းစုံကနေအချိန်မဲတင်ဆက်နိုင်ဖို့အတွက်ကြိုးပမ်းအားထုတ်လျက်ရှိနေပါရဲ့ခုလို DMG ရဲ့ဆယ်လင်းနီတာကာလတစ်လျှောက်ဖြတ်သန်းမှုတွေကမှာ ရခိုင်မှာစတင်ခဲ့တဲ့မြို့သိမ်းတိုက်ပွဲနှစ်နှစ်တာကာလအတွင်းမှာ DMG အနေနဲ့သတင်းတွေရရှိဖို့ဘလို့အားထုတ်ခဲ့ရသလဲဘလို့အခက်အခဲတွေကိုကြော်ဖြတ်ခဲ့ရသလဲဘလို့သတင်းမျိုးတွေကိုတင်ဆက်နိုင်ခဲ့တဲ့လဲဆိုတာကိုပြည်သက်တွေသိရှိနိုင်ဖို့မြို့သိမ်းတိုက်ပွဲတွေကြားကရုံးကန်ဖြတ်သိမ်းခဲ့ရတဲ့ DMG ရဲ့နှစ်နှစ်တာခီးအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ် 2023ခုနှစ်အောက်တိုဘာ29ရက်နေ့မှာ DMG ဟာကြီးမားတဲ့စင်ကုန်မှုတစ်ရက်နဲ့ကြုံလိုက်ရပါတယ်။အဲ့ဒီနေ့မှာတရင်ထောက်ကိုထက်အောင်နဲ့ရုံအဆောင်ဖြစ်တဲ့ကိုစိုးဝမ်းအောင်ဟာစစ်ကောက်စီရဲ့ဖမ်းဆီးတာခံခဲ့ရပါတယ်။ DMG ရဲ့အနှစ်နှစ်အလလဆူဆောက်ခဲ့ရတဲ့လုံငန်းသုံးပစ္စည်းအလုံးကိုလည်းစစ်ကောက်စီကတင်ဆက်သွားခဲ့ပြီးရုံကိုလည်းရှက်ပိတ်သွားခဲ့ပါတယ်။တဒင်းရယူနေစဉ်ဖန်းစီခံခဲ့ရတဲ့တဒင်းထောက်ကိုထက်အောင်ကိုထောက်တန်း၁၂နဲ့ ယုံအဆန်းလောက်တဲ့ကိုစိုးဝမ်းအောက်ကိုလည်းထောက်တန်းစစ်နှစ်စီဥပဒေမဲ့ရှမှတ်ခဲ့တဲ့စစ်ကောင်စီဟာကြံတဲ့ DMG ဝန်ထမ်းအားလုံးကိုလည်းတရားခံပြည့်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒီလောက်ရဟာရခိုင်ပြည်အတွင်းကသတင်းမီဒီယာတွေအပေါ်စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေထဲမှာအစိုးဝါဆုံးဖြစ်ရတခုဖြစ်ပါတယ်။တနည်းပြောရရင် DMG ဆိုတာကိုလုံးဝပြောက်ကွယ်သွားအောင်စစ်ကောင်စီကလောက်ဆောက်ခဲ့တာလို့ဆိုနိုင်ပါတယ်။ DMG အဖွဲ့သားတွေဟာစစ်ကောင်စီလက်ထက်ကနေအန်ဒီရဲ့ကန်းစီဖို့ လုံခြုံမဲ့နေရာတွေစီတင်းလျှောက်ခဲ့ရပေမဲ့ကြီးမားတဲ့အကြက်တင်းနဲ့စိုက်ပြက်အားငယ်မှုတွေကြားကနေရေးရင်တဲ့ကျွန်တော်တို့ရဲ့တည်တန်းထောက်တဲ့ဟာခံယူရှက်နဲ့စိုက်တက်တွေဥကျုံမတော်ပဲတည်တန်းအလောက်တွေကိုဆက်လုပ်ရင်းပြေတူတဲ့စီတည်တန်းအချက်လက်တွေဆက်လက်ပေးဖို့ခေကြပါတယ်ရခိုင်မှာ2023ခုနှစ်ခုနှစ်နိုဝင်ဘာ13ရက်နေ့ကစတင်ခဲ့တဲ့မြို့သိမ်းတိုက်ပွဲဟာပေါက်တိုးမြို့ကနေအစရခိုင်ပြည်ကမြို့အများပြားမှာ ဘုံတန်ကြေတန်တွေလွှမ်းမိုးတော့ခဲ့ပါတယ်။တိုက်ပွဲကြောင့်မိုးရဲရေထဲမှာအသက်လူပြေခရတဲ့စစ်ဘေးလျှောက်တွေဟာလည်းအဝက်တထဲကော်တခုနဲ့ဆစ်လျှောက်လာရပြီးနေစရာ စားစရာအခက်အခဲတွေနဲ့ဒုက္ခမျိုးစုံကိုကြုံတွေ့ခဲ့ရပါတယ်။ DMG ရဲ့ရေရင်တဲ့တရင်ထောက်တွေဟာတိုက်ပွဲကြောင့်ပျက်စီးခဲ့ရတဲ့မြို့ပြစစ်မြေပြင်နဲ့ဒုက္ခအတိရောက်နေကြရတဲ့စစ်ဘေးလျှောက်တွေရဲ့မြေပြင်ပကတိအခြေအနေတွေဆစ်ရဇဝဲမုံရှောဖောက်ခံရမှုတွေကို မှတ်တမ်းတန်ရက်ကိုတံပြနိုင်ခဲ့ပါတယ်။ DMG ကမြေပြင်ကွန်ဆန်မှတ်တမ်းတန်နိုင်ခဲ့တာတွေထဲမှာပေါတိုမရောက်ဦးပုံရကျွမ်းဘုသိတော်မဟုတ်တော့နဲ့ရံပြင်းမျိုးတို့လိုတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တဲ့နေရာတွေပါဝင်ပါတယ်။အခုကျွန်တော်ရရှိနေတဲ့နေရာကစစ်ကောင်စီနဲ့အဝခရတ်တို့အဲတို့တိုက်ပွဲကာလအတွင်းမှာနေရဆောင်ထောင်ထဲရှိဖောက်ထွင်းမစ်ရှော့ဖြစ်စစ်ခံခဲ့ရတဲ့မခိုင်ပဲဘုသိတော်မျိုးကိုရရှိနေတာဖြစ်ပါတယ်။ ျွန်တော်အခုရရှိနေတဲ့နေရာကတော့မောက်တော့မြို့လေကောက်တနေရာဖြစ်ပါတယ်အခုဒီမှာမြင်တွေ့နေရတာကတော့ကျွန်တော်အာခတက်တော်အေကတစ်သူညာနှစ်ခုဆက်စင်ရဲ့နောက်ပိုင်း အာရခတက်တော်ဧကသိမ့်ပိုက်ရရှိခဲ့တဲ့ရခိုင်ပြည်ရန်ပြည်မျိုးရဲ့ဒါမျိုးဝင်နေရာပဲဖြစ်ပါတယ်ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့အာရခဒေသနဲ့တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေဆက်စင်းမြင့်ဖြစ်တဲ့နယ်မြေဝါ ဥဆိုလာကျွအနိမဖြစ်ပါတယ် DMG တန်းထောက်တဲ့ဟာတန်းရယူနေစဉ်ကာလတလျှောက်လက်နက်ကြီး NDA လေကြောင်း NDA တွေနဲ့အနှင်းကပ်ကြုံခဲ့ရတယ်လို့ မြေမြောက်မှိုင်းနဲ့စစ်ကြံလက်နက်တွေကြားမှာလဲတရန်ရှာဖွေခဲ့ကြပါတယ်။လဲဆက်မီနဲ့အင်တာနက်လိုက်တွေပြတ်တောက်နေတဲ့ကာလမှာခက်ခက်ခဲခဲရရှိလာခဲ့တဲ့တရန်အချက်လက်တွေကိုခရီးရှည်တွားရောက်ပြီးပေးပို့ကြရတယ်လို့တချို့ဆိုရင်တောက်ဘူကိုတွားရောက်ပြီးအင်တာနက်ရှာဖွေတရန်ပေးပို့ခဲ့ကြရပါတယ်။၂025ခုနှစ်အစောပိုင်းလတွေမှာအမေရိကန်သမ္မတဒိုနယ်ထရန့်ရဲ့နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအမေရိကန်အေဂျင်စီအဖွဲ့ USAID အပါအဝင်ကမ္ဘာကိုထောက်ပံ့ပေးနေတဲ့ ၎င်းတို့ရဲ့ဖွံ့ဖြိုးရေးစီမံကိန်းအလုံးကိုရန်နာခဲ့တာကြောင့်လူသားချင်းစာနာမုံအကူအညီတွေရပ်တန့်ခဲ့ရတယ်လို့မြန်မာသတင်းမီဒီယာတွေအပေါ်မှာလည်းကြီးမားတဲ့ရက်ခတ်မှုဖြစ်ခဲ့ရပါတယ်။ DMG သတင်းဌာနဟာလည်းရန်ပုံငယ်အခက်အခဲတွေကြားမှာလူလင်းခံပြီးအခက်ခဲတွေကြားမှာပဲသတင်းတွေကိုဆက်လက်ဖော်ထုတ်ရင်းနဲ့ DMG ဟာမြေပြင်အခြေအနေတွေနဲ့ကင်းကွာမသွားပဲပြည်သူတွေနဲ့အတူရပ်တယ်လို့ရှိနေပါတယ်။ DMG ဟာရခိုင်မြို့သိမ်းတိုက်ပွဲနှစ်နှစ်ဆိုတဲ့အချိန်ကာလကိုစင်ကုံမုံဘောက်စုံကြားကနေဖြတ်ကျုံရင်းနဲ့ ရခိုင်ပြည်သူတွေရန်ဆိုင်နေရတဲ့အခက်အခဲအကြက်တဲတွေကိုတတိယမီဒီယာကြံဝင်တဲ့အရင်ဆက်လက်ရက်တွေတော်မယ့်အကြောင်းအခိုင်အမာကတိပြုပါရတယ်။ဒါတွေကတော့တိုက်ပွဲကာလနှစ်တာတွေပါ DMG ဖြစ်သိမ်းခဲ့ရတဲ့အခက်အခဲစင်ခေါ်မှုတွေတတိယရယူဖို့အတွက်အာထုတ်ခေပုံတွေကိုတင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ DMG ရဲ့ရင်းရဲ့တဲ့တင်ထောက်တွေကိုလည်း DMG ကိုစားဒီနေရာကနေကိုယူတဲ့အကြောင်းပြောကြားလိုပါရဲ့။ DMG ပြည်သက်တွေအားလုံးလည်း ပေးကဲလုံခြုံကြပါစေ။